တေမင်းရဲ့တမန်တော်သို့မဟုတ်နာစီဆောင်ပိုလန်နိုင်ငံရဲ့စောင်းရာသီကအရန်အေးပါတယ်။အော်စစ်ရဲ့စောင်းရာတွေကတော့အသေးခံအောင်အေးပေမဲ့ငရေကန်တခုလိုဖြစ်နေခဲ့ပါတယ်။ဂျူးလူမျိုးတွေစစ်သုံးမန်းတွေနိုင်ငံရေးကျင်းသားတွေအင်ဂျီယာမဲတွေကုလက်မတန်ဆွမ်းသူတွေနဲ့အရွေမရောက်သေးတဲ့ကလင်းငယ်အမြောက်များဟာဒီငရေကန်ကြီးရဲ့ဝါမျိုးချင်းကိုမရှောင်မလွဲခံကြရမှာပါ။1943ခုနှစ်မေလ30ရက်နေ့မှာတော့ အဲ့ဒီငရဲခန်းစီကိုအသက်32နှစ်အရွယ်ဆရာဟောင်းတယောက်ရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီဆရာဟောင်းကတော့တေမင်းရဲ့တမန်တော်လို့လူသိများတဲ့ဂျိုးဆက်မန်ကလေးပဲဖြစ်ပါတယ်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တမန်အကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်တို့ရဲ့ Infinite Channel လေးကို Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရခင်ကြပါတယ်။အကယ်၍ Channel လေးကို Support လုပ်ပေးမယ်ဆိုရင်လေ USVPN လေးခံပြီးတော့ကူညီပေးနိုင်ပါတယ်ခင်ဗျ။ကဲဒါပြင်တေမင်းရဲ့တမန်တော်နာဇီဆရာဝန်နဲ့အော်စစ်စစ်အမောင်းမိုင်းဆုံးညရီစီကိုကျွန်တော်တို့အတူတူတွားကြည့်လိုက်အောင်ပါနော် 1943ခုနှစ်မေလ31ရက်နေ့မှာရထားကြီးတစ်စင်းကအောက်ဆွေအချင်းစကန်းစီကိုစိုက်ကပ်လာခဲ့ပါတယ်။ရထားရက်လိုက်တာနဲ့တပြိုင်နက်တည်းထောင်ပေါင်းများစွာသောလူအုပ်ကြီးကလည်းရထားပေါ်ကနေဆင်းလာခဲ့ကြပါတယ်။ရထားပေါ်ကဆင်းလာကြသူတွေကိုစီးကျိုနေသူကတော့တတရရဝိစင်ထားတဲ့ဆရာဂျိုးဆက်မန်ကလေးပဲဖြစ်ပါတယ်။နာဇီ SS ယူနီဖောင်းပေါ်မှာဂျူဒီကုတ်အဖြူရောင်ဝိစင်ထားတဲ့မန်ကလေးရဲ့မျက်နှာကအသေးကောင်းကောင်းလို့ခံစားချက်ကင်းမဲ့ပြီးပြီးစက်နေခဲ့ပါတယ်။မန်ကလေးကရထားပေါ်ကလူအုပ်ကြီးကိုတည်တည်ချာချာလိုက်ကြည့်ပြီးအဲ့ဒီလူတွေရဲ့နောက်ဆက်တွဲဘဝကိုရွေးချယ်ပေးလိမ့်ရှိပါတယ်။ အရွယ်ကောင်းတန်တန်မာမာယောက်ျားလေးတွေနဲ့လူငယ်တွေကတစ်ဖက်မိန်းမသားတွေနဲ့တက်ကြီးရွယ်တွေမတန်ဆွမ်းသူတွေနဲ့ကလေးငယ်တွေကတစ်ဖက်ဆိုပြီးခွဲခြားပေးလိုက်ပါတယ်တန်တန်မာမာယောက်ျားသားတွေကိုတော့အော့ဆွေစီအလုတ်ကျန်းတွေမှာခိုင်းစီပြီးအသုံးမွေးနဲ့မိန်းမသားတွေကလေးငယ်တွေတက်ကြီးရွယ်တွေနဲ့မတန်ဆွမ်းသူတွေကိုတော့ချက်ချင်းပဲတက်ပြစ်မှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလူအုပ်ကြီးတွေမှာအမွာကလေးငယ်တွေခန္ဓာကိုယ်အချိုးအစားမကျသူတွေလူပူလေးတွေအရက်ရှည်လုံးသူတွေကတော့မန်ကလေးရဲ့ရွေးချယ်မှုကိုခံကြရမှာပဲဖြစ်ပါတယ် သူတို့ကတော့မန်ကလေးရဲ့စမ်းသက်ခံလူစမ်းစားတွေဖြစ်ဆက်လက်ရှင်းလင်းကြရမှာပါတက်တူចောင်းသားဘွားမာရီကအမွာမျိုးရိုးဗီဇာကိုအထူးစိတ်ဝင်စားခဲ့တဲ့မန်ကလေးဖို့တော့ဩစတကသူ့ရဲ့စိတ်ချစမ်းသက်လို့ရတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်အကျဉ်းသားတွေပါလာတဲ့ထားကြီးရောက်လာတဲ့ချိန်တိုင်းမန်ကလေးကတော့သူ့ရဲ့စမ်းသက်ခံဖြစ်မဲ့လူတွေကိုယထားပေါ်မှာတက်ရှာလေးရှိပါတယ်ယထားပေါင်း80ကျော်မှာအမွာကလေးငယ်ပေါင်း1000ကျော်ကိုတွေ့ရှိခဲ့ပါတယ်အဲ့ဒီအမွာကလေးငယ်တွေကလည်းမန်ကလေးရဲ့လူမဆန်တဲ့စမ်းသက်မှုတွေမှာအသက်ပြီးဆက်ကြရအောင်ပါ အဲဒီလိုရွေးချယ်ပြီးတာနဲ့မန္တလေးကလင်းငယ်တွေရဲ့ကိုကြီးအချက်လက်တွေအားလုံးကိုဖိုင်တစ်ခုနဲ့မှတ်သားလေးရှိပါတယ်။အဲဒီနောက်မှာတော့သူဆန်းသက်မဲ့ကလင်းငယ်တွေကိုရေချိုးတန့်စင်ခိုင်းပါတယ်။တန်းရှင်းရေးလုပ်ပြီးသွားတဲ့အခါမှာတော့အဲဒီကလင်းငယ်တွေကမန္တလေးရဲ့တက်ခွဲကန်းစီကိုအပုတ်ခံကြရပါတယ်။အဲဒီတက်ခွဲကန်းကိုရောက်တဲ့ကလေးတိုင်းကတော့အရှင်လက်လက်နဲ့ခံရတဲ့ငရဲ့အသေးပေကိုလက်တွေ့ခံစားကြရတော့မှာပါ။မြင့်မြတ်တဲ့အာရီယန်မျိုးဆက်ပြန်ပွားရေးဆိုတဲ့ခေါင်းစဉ်နဲ့မန္တလေးအမွာကလေးငယ်တွေရဲ့ခန္ဓာကိုယ်တွေကိုတွေ့ချုပ်တာမျက်လုံးတွေကိုဓာတ်ရုပ်ဆေးတွေထိုးပြီးတော့အယောင်ပြောင်းတာ ခန္ဓာကိုယ်ကလေးစားတွေကိုခွဲထုတ်ပြီးမျိုးဆက်ဖြတ်တောက်တာမျိုးတွေဒီပါစမ်းသက်လေးရှိပါတယ်။ဒါပေမဲ့အဲ့ဒီစမ်းသက်မှုတွေတိုင်းမှာတော့ထုံစည်းပေးတာဒါမှမဟုတ်မီးစီသုံးတာမျိုးလုံးဝပြုတ်လုခဲ့ခြင်းမရှိပါဘူး။ငါပြဖို့တီဗီပိုးတို့လိုယောဂဖို့ပါတဲ့တွေးတွေကိုလည်းအစမ်းသက်ခံရသူတွေရဲ့ခန္ဓာကိုယ်တွေကိုထိုးသွင်းပေးပြီးစမ်းသက်ခဲ့ပါသေးတယ်။အဲ့တော့ဗက်တီးရီးယားတွေကိုလည်းစနစ်ကျမွေးမြူပြီးခွဲစိတ်ခံထားရတဲ့ဒဏ်ရာတွေကိုထည့်တာမျိုးတွေလုပ်ခဲ့ပါတယ်။ရေခဲကြီးထဲမှာစိမ်းတာမတိမချင်းလျက်စီရှော့တိုက်တာမျိုးတွေဒီစမ်းသက်မှုပြုတ်လုခဲ့တဲ့ပြင်အကယ်၍စမ်းသက်နေရင်အမွာကလေးငယ်တယောက်ကဒေသွားရင်တော့ ။နောက်တစ်တယောက်ကိုပါချက်ချင်းတက်ပြပြီးခန္ဓာကိုယ်တွင်ပြောင်းလဲမှုရှိမရှိဆိုတာကိုပါလေ့လာခဲ့ပါသေးတယ်။အဲ့ဒီအကျဉ်းသားရဲမှာမန္တလေးသဘောချထားတဲ့ဂျူးလူမျိုးမိကလေးငယ်တယောက်ရှိခဲ့ပါတယ်။အဲ့ဒီမိကလေးငယ်အလားမန္တလေးရဲ့တက်မမှုတွေကိုတောက်လျှောက်ဆွဲဆောင်နေရကြအောင်မန္တလေးကအဲ့ဒီမျိုးသမီးငယ်ကိုအိုမင်းရွတ်ထွားနေတဲ့အဖွားကြီးပုံစံဖြစ်သွားအောင်လှုပ်ပစ်ခဲ့ပါတယ်။ဒါရင်မကသေးပါဘူး။မန္တလေးကသူနဲ့ရုပ်ချင်းစင်တဲ့ကလေးငယ်တယောက်ကိုပါမွေးစားခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီကလေးငယ်ကိုလေတက်ငွေခန်းထဲကိုသူကိုယ်တိုင်မဲ့ထည့်ပြီးတက်ပစ်ခဲ့တာပါ။ ွေးနဲ့ရက်စက်တဲ့မန်ကလေးရဲ့လူရက်တရားနာစီကောင်းဆောင်တဲ့အကြာမှာအမိန်နာခံပြီးသဘောကျစရာအကောင်းဆုံးလှုပ်ဆောင်ပေးတယ်ဆိုတဲ့ဂုဏ်သတင်းနဲ့ကြော်စောလာခဲ့ပါတယ်။ဒါကြောင့်မဲဩဇွေးစီရဲ့လှုပ်ပိုင်ခွင့်နဲ့အာဏာအလုံးစုံကိုမန်ကလေးတရားကိုအိတ်ခတ်ထဲကိုထည့်ထားနိုင်ခဲ့ပါတယ်။မန်ကလေးရဲ့ရက်စက်မှုတွေနဲ့တပြိုင်တည်းဩဇွေးရဲ့စိုးဝါမှုတွေကလည်းတရက်ထက်တရက်ပုံမှုပြင်းထန်လာခဲ့ပါတယ်။ကလေးငယ်တွေနဲ့တက်ကြီးရွယ်ဦးတွေကိုလည်းချက်ချင်းပဲဓာန်ွေခံတွေကိုထည့်ပြီးတက်ခိုင်းပါတယ်။သူတို့ကတကားဝါဝင်လာတယ်။နောက်တော့မိကိုခေါင်းနိုင်ရထွက်သွားကြတယ်ဆိုတဲ့မန်ကလေးရဲ့ပြောနေကြစကားတိုင်း ့ဩစတြေးလျမှာရှိတဲ့အကျဉ်းသားတွေဟာနေစဉ်ရက်ဆက်တသက်ပြီးတသက်ပေးဆက်နေခဲ့ကြရပါတယ်1944ခုနှစ်နောက်ပိုင်း1945ခုနှစ်အစောပိုင်းကာလမှာတော့နာဇီတို့ရဲ့နေဝင်ချင်းချင်းကလာပြီးဆိုဗီယက်တို့ရဲ့တံပြန်ထိုးစစ်တွေစတင်လာခဲ့ပါတယ်1945ခုနှစ်မှာတော့ဆိုဗီယက်တွေဟာဩစတြေးလျနဲ့အရန်နီးကပ်လာပြီးဖြစ်ပါတယ်အဲဒါကြောင့်ဩစတြေးလျကလူမျိုးရုံးတပ်ဖြတ်မှုတွေရာဇဝတ်မှုတွေရဲ့တပ်တည်ဖြစ်တဲ့မိသည့်ဂျိုဆက်တွေကိုပါဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပါတယ် အဲ့ဒီမိသားစုဆက်တွေမှာအလုံးလုံးတဲ့တံမာတဲ့ယောက်ျားသားတွေကိုလေဂျာမနီရဲ့လက်နက်ထုတ်လုပ်တဲ့စစ်ရုံတွေမှာထည့်သွင်းမှုအတွက်စီလွတ်ခဲ့တယ်လို့သိရပါတယ်။ဂျန်ဒီရဲ့အကျဉ်းသားတွေကိုလေဂျာမနီနိုင်ငံကတခြားအကျဉ်းစခန်းတွေစီကိုအတင်းအကျပ်ရွှေ့ပြောင်းစီခဲ့ပါတယ်။အဲ့ဒီရွှေ့ပြောင်းမှုကိုဒက်ရှ်မန်တနည်းအားဖြင့်တင်းမင်းချီတဲ့ဘွဲလို့ခေါ်ဆိုခဲ့ကြပါတယ်။အဲ့ဒီချီတဲ့ဘွဲမှာတော့အကျဉ်းသားတွေကမိုင်မောင်းများစွာရဲတပ်တပတ်တွေနဲ့ချီပြီးချီတက်ခဲ့ကြရပါတယ်။ရေခဲရိုင်မတဲ့အေးနေတဲ့ဆောင်းရသည့်အောက်မှာအဝေးပါးပါးတစုံနဲ့ချီတက်နေရတဲ့အကျဉ်းသားတွေရဲ့ဘွားကမထင်မထင်သလိုလေရိုင်းနှက်ခံကြရပါသေးတယ်။ ြားနာမှုတန်းကိုလည်းခံကြရပြီးအစာငတ်ရေပြတ်မှုတန်းတွေကြောင့်လည်းသေဆုံးသူတွေရှိခဲ့ပါတယ်။ထွက်ပြေးဖို့ကြိုးစားသူတွေကိုလည်းနေရာမှာနေတပ်ဖြစ်ခဲ့ကြပါတယ်။အကျဉ်းသားများများစွာတော့အအေးတန်းနဲ့ပင်ပန်းမှုတန်းတွေကြောင့်လမ်းမတွင်တီးပွဲဝင်ခဲ့ကြရပါတယ်။အော်စစ်ကခြိတက်လာတဲ့အကျဉ်းသား6000ကျော်မှာတပေါင်းခွဲထက်မနည်းခြိတက်ရလမ်းမှာပဲပုံစံမျိုးစုံနဲ့တည်ဆုံးခဲ့ကြပါတယ်1945ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာပဲမန်ဂလီတရားပိုလန်နိုင်ငံယိုးစွာမြို့ရဲ့အနောက်ဘက်မိုင်40ခန့်ကွာမှာရှိတဲ့ဂရုရိုစင်ချူတက်စခန်းကိုပြောင်းရွှေ့ထွက်ပြေးခဲ့ရပါတယ် မန်ဂလီထွက်ပြေးပြီး၁၀ရက်ကြာဇန်နဝါရီလ၂၉ရက်နေ့မှာတော့ဆိုဗီယက်တပ်တွေကအော်စဝစ်ချူဒက်စကန်ကိုတိမ့်ပိုက်လိုက်ပါတယ်။ဒါပေမဲ့အစအဦးတွေနဲ့အဓိကတပ်တွေတွေကိုမိချိုဖျက်ဆီးခဲ့လို့ဆိုဗီယက်တပ်အနေနဲ့မန်ဂလီရဲ့လူမဆန်မှုတွေကိုလက်စုပ်လက်ကင်မမိခဲ့ပါဘူး။အဲဒီနောက်ဆိုဗီယက်တပ်နေတော့ဂရိုရိုဇန်တီခြိတက်လာခဲ့တဲ့အချိန်မှာတော့မန်ဂလီတရအော်စတီးယားကနောက်ထပ်အကြီးဆုံးတစ်ခုစီကိုနောက်ထပ်ပြောင်းရွှေ့ထွက်ပြေးခဲ့ရပြန်ပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲပြည်တွေနဲ့အမေရိကန်တို့ဥဆောင်တဲ့မဟာမိတ်တပ်တွေကအဲဒီအကြီးစခန်းစီကိုဥတီခြိတက်လာခဲ့ပါတယ်။ အဲဒီချိန်မှာတော့ပြေးပေါက်ပိတ်သွားတဲ့မန်ဂလီတယောက် SSS အရာရှိယူနီဖောင်းကိုချွတ်ပြီးဂျာမန်ကြီးတဲ့ဖြစ်တဲ့ Bell Market ယူနီဖောင်းနဲ့လဲကထွက်ပြေးသွားခဲ့ပါတယ်။ဒီလိုနဲ့1945ခုနှစ်ဇွန်လမှာတော့မာမိတ်တပ်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ဒါမဲ့လည်းကန်ဂျမားရဲ့မျက်နှာသာပေးမှုကြောင့်မာမိတ်တွေကသူ့ရဲ့နောက်ကြောင်းကိုမသိခဲ့ကြပါဘူး။နာမည်အတူကိုကြီးအချက်လက်အတူတွေနဲ့ထွက်ပြေးလာတဲ့မန်ဂလီတယောက်ဟာလူထောင်ပေါင်းများစွာကိုသူ့အေးအေးနဲ့စိတ်တဆဆန်ဆန်ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခဲ့တဲ့ဆရာအောင်မန်းမာမိတ်တွေမရိစားမိခဲ့တာတော့အမှန်ပါ။ ဖန်စီခံရတဲ့အချိန်မှာလေဘဲလ်ဘက်ရဲ့ယူနီဖောင်းဝတ်ဆင်ထားတာကြောင့်ဩဂတ်လဆန်းပိုင်းမှာပဲတခြားစစ်သုံးပန်းနေတဲ့သူလူငင်းချမ်းသာကိုရပ်သွားခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးမှတော့မာမေးဒီနဲ့ဆိုဗီယက်ပြည်အောင်စုကဂျာမနီကိုနှစ်ချမ်းခွဲပြစ်လိုက်ကြပါတယ်။အဲဒီအချိန်မှာတော့မန်ဂလီယာမိသားစုစီကိုမပြန်မဲအနောက်ဂျာမနီမှာပဲဇက်မြုပ်နေထိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့တင်းကြခင်မှာပဲအရှိဂျာမနီဘက်ကိုကူပြီးအလုသမားတယောက်အနေနဲ့လူမသိသူမသိနေထိုင်ခဲ့ပါတယ်။1945ခုနှစ်နိုဝင်ဘာ20မှာတော့နှုတ်ရင်ဘက်မှာဖွဲ့စည်းခဲ့တဲ့နှုတ်ရင်ဘက်စစ်ခုံရုံးမှာ ာဇီကောင်းဆောင်တွေရဲ့ဆေးရဆွေးမှုတွေနဲ့အတူဂျိုးဆက်မန်ကလေးရဲ့လူမဆန်တဲ့စမ်းသပ်မှုတွေပါအစိုးတင်သွင်းလာခဲ့ပါတယ်။အဲဒါကြောင့်စစ်ပီးခေထွက်ပြေးတိမ်းရှောင်နေတဲ့ SS နဲ့နာဇီအရာရှိတွေကိုရှာဖွေဖမ်းဆီးမှုပြုလုပ်နေတဲ့နာဇီမုတ်စိုးတွေရဲ့ဆင်းမှာဂျိုးဆက်မန်ကလေးရဲ့နာမည်ကထိတ်ဆုံးကနေပါလာခဲ့ပါတော့တယ်။အဲဒါကြောင့်ပဲဂျာမနီပြည်တွင်းမှာနေလို့မရတော့ပဲဖြစ်လာခဲ့ပါတယ်။ SS ဖွဲ့ဝင်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ဖွဲ့ဟာမန်ကလေးကိုထွက်ပြေးဖို့ကူညီပေးခဲ့ပါတယ်။သူတို့ရဲ့လှုပ်ဝက်ကွန်ရက်ကိုတော့ red line လို့ခေါ်ပြီးမြန်မာလိုဘာသာပြန်ရရင်တော့ကြွက်လျှောက်လန်းလို့အတိပေးရပါတယ်။ အဲဒီ red line ရဲ့အကူအညီနဲ့ပဲ helmet grigor နာမည်နဲ့ချက်ချီတင်ကထုတ်ပေးတဲ့ passport ကိုမန်ကလေးတယောက်ရရှိခဲ့ပါတယ်။အဲဒီနောက်1949နှစ်အေဘီလာမှာတော့အီလီနိုင်ငံဂျီနိုဝါကိုထွက်ပြေးသွားခဲ့ပါတယ်။ဂျီနိုဝါအနေနဲ့စင်တောင်မေရီယာတိုက်ကအာဂျီနီးယားနိုင်ငံကိုရေချောင်းခင်းနဲ့ဆက်လက်ထွက်ပြေးတင်ဆောင်သွားခဲ့ပါတယ်။အာဂျင်တီးနားမှာခိုးလုံခွင့်ရပြီးတဲ့နောက်သူ့ရဲ့နာမည်အရင်ဖြစ်တဲ့ Joseph Mangley နဲ့ပဲ AACC ဖြတ်သန်းနေထိုင်ခဲ့ရင်1956ခုနှစ်မှာတော့အနောက်ဂျာမနီ passport ကိုရရှိခဲ့ပါတယ်။ဒါမဲ့နာဇီမုန်းဆိုးတယောက်ဖြစ်တဲ့ Hermann Laban က Mangley ကိုခြေရာခံမိသွားပြန်ပါတယ်။ ။အဲဒါကြောင့်ပဲဟာမန်ကဂျာမနီရဲ့အစိုးရစီမှာဂျိုဇက်စ်မန်ကလေးကိုတရားဝင်ဖမ်းဆီးခွင့်တောင်းခံခဲ့ပါတယ်။1959ခုနှစ်ဇွန်လ9ရက်နေ့မှာတော့အနောက်ဂျာမနီအစိုးရကအာဂျင်နီးနားအစိုးရစီမှာမန်ကလေးကိုတရားဝင်လွှဲပြောင်းပေးခွင့်တောင်းခံခဲ့ပါတယ်။အဲဒီကာလတွေမှာအာဂျင်နီးနားနိုင်ငံဟာနာဇီဝါဒကိုအားပေးထောက်ခံခဲ့တဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့်မန်ကလေးကိုလွှဲပြောင်းဖို့ညှဉ်းဆန်းခဲ့ပါတယ်။ဒါပေမဲ့မန်ကလေးရဲ့ရက်စက်တဲ့ရာဇဝတ်မှုတတ်တည်နေတဲ့နိုင်ငံရေးဖိအားတွေကြောင့်ပဲ1959ခုနှစ်ဇွန်လထဲမှာမန်ကလေးကိုလွှဲပြောင်းပေးဖို့အတွက်သဘောတူညီခဲ့ရပါတယ်။ ဒီချိန်လေးတွေကိုသိတဲ့မန်ကလေးလေသူ့ရဲ့ဒုတိယဇနီးကိုပိုင်ဆိုင်မှုတွေအားလုံးလွှဲပြောင်းပေးခဲ့ပြီးပါရာဂွေးနိုင်ငံကိုထွက်ပြေးသွားခဲ့ပြန်ပါတယ်။ပါရာဂွေးမှာလည်းအာမခံချက်မရှိတာကြောင့်1969ခုနှစ်အောက်တိုဘာမှာဘရာဇီးကိုထွက်ပြေးသွားခဲ့ပါတယ်။တရားစီရင်ခြင်းမခံရဘဲလွတ်မြောက်နေတဲ့ဂျိုးဆက်မန်ကလေးရဲ့ရာဇဝတ်မှုတွေကိုတော့1964ခုနှစ်မှာတကဘာလုံးတည်အောင်ထုတ်ဖော်လိုက်ကြပါတယ်။အဲလိုထုတ်ဖော်လိုက်ရမှာအထူးကတက်တဲ့ဖြစ်သူတွေကတော့သူ့ရဲ့ရက်စက်တဲ့စမ်းသပ်မှုတွေမှာမတည်ဘဲအသက်ရှင်ကြံရေးခဲ့သူတွေဖြစ်ပါတယ်။ 1990ပြည်နှစ်နောက်ပိုင်းမှာတော့မင်္ဂလိရဲ့ရာဇဝမှုတွေကတဖြည်းဖြည်းမိမ့်မလာပြီးဖမ်းဆီးအပြစ်ပေးနိုင်ခြင်းမရှိခဲ့ဘဲလွတ်မြောက်နေခဲ့ပါတယ်1996ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာတော့ဂျိုဇက်စ်မင်္ဂလိယာဘရာဇီးနိုင်ငံဘာဂျူအိုကာကမ်းခြေမှာရေကူးနေရင်လေးဖြတ်သွားတာကြောင့်ရေနစ်ပြီးတည်ဆုံသွားခဲ့ပါတော့တယ်အဲဒီနောက်မှာတော့မင်္ဂလိရဲ့တည်ဆုံခြင်းကိုကြီးညာချက်ထုတ်ပြန်ခြင်းမရှိဘဲမြုံနှံခဲ့ကြပါတယ်1985ခုနှစ်မှာတော့အလောင်းကိုပြန်လည်တူးဖော်ခဲ့ပြီး DNA ကိုပြန်စစ်ကြည့်တဲ့အခါမှာဂျိုဇက်စ်မင်္ဂလိဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ကြပါတယ် ဒီလိုနဲ့ပဲအော်စွေငယ်ခိုင်းရဲ့တခင်သေမင်းရဲ့တမန်တော်ဂျိုးဆက်မန်ကလီယာတေဆုံးတဲ့အချိန်ဒီ34နှစ်တိုင်ထွက်ပြေးလွတ်မြောက်ခဲ့ပြီးပြည်ထောင်နေလွတ်မြောက်သွားခဲ့ပါတယ်။ဆရာအောင်ဆိုတဲ့ကုံမိုးကိုမြောင်းထဲကိုလွတ်ပြစ်ပြီးလူအသက်တွေကိုသွေးအေးအေးနဲ့မရှုမလားအဆုံးသတ်ခဲ့တဲ့ဂျိုးဆက်မန်ကလီယာရဲ့ရဆက်မှုတွေကိုဗဟုသုတအနေနဲ့ကျွန်တော်တို့ရဲ့ Infinite Channel လေးကနေတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။အော်စွေရဲ့မောင်မိုက်တဲ့နေရများချောင်းကိုလည်းအပိုင်းနဲ့အနေနဲ့ဆက်လက်တင်ဆက်ပေးသွားအောင်ပါဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့လည်းမေတ္တာရက်ခံလိုက်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကြောင်းလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။